အလုံးမဲမင်္ဂလာပါခရစ်တိုနိုဘာကနေပြန်လေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာနိုဘာတို့က Hardware Wallet ဆိုတာပါလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ခရစ်တိုနဲ့ပတ်သက်တဲ့ဘဟုတုတတွေကိုတက်ဆက်ပေးသွားမှာမို့လို့နိုဘာတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် cryptocurrency တွေကိုကင်ထားရပြီဆိုရင်အရေးကြီးဆုံးကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုလုံခြုံမှုရှိစေဖို့လိုအပ်ပါတယ်။ exchange တွေမှာထားရင် software wallet တွေက internet ချိတ်ဆက်တာတော့ hacker တွေအနေနဲ့ရှိနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အင်တာနက်မလိုဘဲကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို offline နေရာကနေတင်စီပေးတဲ့ physical wallet တစ်ခုဖြစ်တဲ့ hardware wallet ပါပဲ hardware wallet ရဲ့အတိအကလုံဆောင်ချက်တွေကပါတယ်လဲနံပါတ်1 offline security ဒါကတော့ hardware wallet ရဲ့အရေးကြီးဆုံး main point လို့ပြောရမယ်ဆိုရင်လည်းမမပါဘူး private key တွေကို secure elements cheese တွေကိုတည်တပ်ထားနိုင်မဲ့ device တစ်ခုပါပဲနံပါတ်2 offline signing ကိုငွေလဲတော့မယ်အခါ device ထဲမှာပဲ digital sign ထိုးပေးပြီးကိုယ့်ရဲ့ကိရိတွေကို wallet အပြင်ဘက်ကမတိရပဲ assistant ဖြစ်မှ transaction တွေကို blockchain network ပေါ်ကနေလှုပ်ဆောင်ပေးပါတယ်။နံပါတ်3 manual verification ဖုန်းထဲကနေမတော်တဆနေမိတာမျိုး hack ခံရပြီး auto လွှဲထားတာမျိုးမဖြစ်အောင် device ပေါ်က attribute cloud ကိုကိုယ်တိုင်းနှိမ့်မှငွေလျောင်းမှုကိုလွှတ်ဆောင်သွားမှာပါ facial lamp တွေကိုဝင်မမိအောင်လဲကာကွယ်နိုင်ပါတယ်နံပါတ်၄ recovery sea face however လေကိုစတင်အသုံးပြုချိန်မှာထုတ်ပေးတဲ့ recovery sea face တာကိုယ့်ရဲ့ private key ဖြစ်တဲ့ master key ပါပဲ wallet ထဲမှာရှိတဲ့အရာတွေကပြောဆောင်သွားခဲ့ရင်တော့ဒီ sea face ကိုအသုံးပြုပြီးကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုအခြား wallet အတူတခုကိုပြန်လည်ရယူနိုင်မှာပါအနည်းချုပ်အနေနဲ့ပြောရရင် Howell Wallet ဆိုတာ private key ကို internet ပေါ်က hacker တွေကိုကောက်ွယ်ပေးပြီးပေမယ့်လုံခြုံတဲ့စနစ်နဲ့လွှဲပြောင်းခွင့်ပြုနိုင်တဲ့ device ပါပဲ ကိုယ့်ရဲ့ SS တွေကိုလုံခြုံအောင်ထိန်းထားကြည့်ရင်တော့ကိုယ့်ရဲ့ key တွေကိုကိုယ်ပဲသိနိုင်တဲ့ hardware wallet ကအကောင်းဆုံးပါပဲ။အရာရာတိုင်းမှာကောက်ကျုပ်လက်ရှိသလိုစိုးကျိုးလက်ရှိနိုင်တာမို့တေချာလေးလာပြီးမှအသုံးပြုစေချင်ပါတယ်။ Novaro ရဲ့တကယ်ချင်းတွေထဲမှာရော hardware wallet အသုံးပြုနေတဲ့လူတွေရှိလားဆိုတာကို comment မှာပြောပြပေးခဲ့ကြပါအောင်နော်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။